နှစ်ယောက်သမီးကြီးနှစ်ယောက်ပါဟာငယ်လေးอ่ะဟောသမီးကသူပြန်အဲဆိုတော့သမီးကအဲ့လိုမျိုးပြိုင်တာထက်ဟာကြောင်ညာမော်ရဲ့အဲ့လိုမျိုးပုံပဲဟောအဲ့လိုမျိုးရိုက်ရောဟောမော်ရဲ့လက်မျိုးဟောအဲ့တလိုင်းစီပါအဖို့ဟာဟာမတို့တော့ဒီစီရအများကြီးပြညာပြန်ယူရပါတယ်ဖီဖီရောမှုမီရောစီရဟုတ်အကောင်းဆုံးတက်နိုင်ဆုံးတော့ကြိုးစားပါမယ်ရှင့် အမအစွမ်းကုန်အထိကိုပန်ပိုးပေးမှသမီးတွေကိုအဲဆိုကိုကိုတိုင်ကလည်းတရုတ်ဆောင်ဝါသနာပါတယ်အမှုပညာဝါသနာပါတယ်ပြီးတော့အမလည်းဟိုတဝက်တစ်ပြက်နဲ့ရက်လိုက်ရတာဆိုတော့သမီးလေးတွေကိုအရန်ဖြစ်စေချင်တယ်သမီးကြီးနေရပါဟာသမီးကပြန်အဲဆုံး ်တမရအဲ့လိုမျိုးပြိုင်တာထက်ဟိုကြောင်ရမော်ရဲ့အဲ့လိုမျိုးပုံဟုတ်အဲ့လိုမျိုးရိုက်ရဟုတ်မော်ရဲ့လက်မျိုးဟုတ်ဟုတ်အဲ့ဒါဒီဇိုင်းစီပေါ့အခုအာအာမတူတော့ညမိဘတော့အတက်နိုင်ဆုံးအကောင်းဆုံးတော့ဗမ်မိုးပြရမှာပဲပေါ့နော်ဒါအာအစွမ်းကုန်ပါပဲဗမ်မိုးရမှာပေါ့ညကအစိုးရတွေဖြစ်ချင်ကြရတာဟုတ်တယ်ဆိုးတယ်ဆိုးတယ်အဲ့မှာအဲ့လိုအဲ့လိုတွေပေါ့အဲအချိန်လေးတွေပြတ်ပြတ်သွားတာပေါ့ ေးလေးဆိုခြင်းပါဆိုမှာဆိုမှာသမီးကအတန်ရန်ကောင်းတယ်အဲ့လိုပေါ့ဟိုဒီအနုပညာဆိုတာအင်မတန်မှခက်ခဲနက်နဲတယ်လေနော်ဒါဟိုဘုရုနိုင်ငံမှာလည်းဟုတ်လားလက်ချိုးကြီးလို့ရတယ်တကယ်ကိုအောင်မြင်နေတော့သူတကယ်ကိုဟို pro ပေါ့ professional အနေနဲ့ရှောင်းလန်းနေတဲ့သူတွေကလက်ချိုးကြီးလို့ရပါတယ်လူများတယ်အရေးအတွက်များတယ်အရေးချင်းရှိဖို့ဆိုတာအင်မတန်မှစူးစမ်းရတယ်လေနော်အဲ့တော့ဟိုသမီးတွေကို အားလုံးပြီးပြည့်စုံအောင်ဟိုမောင်းအောင်ပါပေါ့အဲ့တော့မှပဲအခုဒီရွှေချိုးမတက်ခင်ရောတမီးတွေကိုခုနလိုပေါ့သင်စရာရှိတာလေးတွေခုနလိုဂျင်ဆော့တာဒါဒါဟိုအဖက်ဖက်ကပြည့်စုံအောင်လို့တော့စူးစမ်းပြီးတော့မောင်း training ပေးရမှာပေါ့ကဲတင်ပြပေးပါဦး။ကျွန်တော်ကပါရေးနေနေလေပေါ့။သူပြရတော့အများကြီးတင်ပြပေးပါလေဟိုအလိုမျိုးဘယ်လိုပြောရမလဲ။အာ စိတ်ရှိရှိနဲ့ပေါ့နော်စိတ်ရှိရှိနဲ့အကောင်လုံးဟိုတတိချာချာဟိုဘယ်လိုဘယ်လိုပြောရမလဲအဲတင်းနေဆိုတာတဲ့တဘာဝအတိုင်းပေါ့နော်အခုဖြစ်နေကြုံတွေ့ဒါအမှုပညာဆိုတာဟိုကိုရောကဟိုခံစားရတာကိုခံစားမှုကိုအပြင်မှာတွလာသမီးဘသူတွေကဘလို့အခုဆိုရင်ဖေဖေတို့ဒုက္ခရောက်တယ်လူတွေကဘလို့လဲလူတွေအကြည့်တွေအမြင်တွေအဲအဲ့လိုပေါ့ဒီဟာကို တီးတဲ့လူကဘလို့ကြည့်တာလဲဘလို့မြင်တာလဲဘလို့ပြောအဲ့လိုအဲ့လိုပေါ့ဟိုဟိုရှင်းရှင်းနှိုင်းရှင်းပြီးတော့ပါဒါဟိုသင်နေဆိုတာတဲ့ခုနလိုမျိုးဟို sharing လုပ်ပေးတာပါကိုလည်းဆရာကြီးမှမဟုတ်တာเนาะဖြစ်စီရအများကြီးပညာပြန်ယူရပါတယ်ဖြစ်ပြီးရောမှုမီရောဆီရဟိုအကောင်းဆုံးတက်နိုင်ဆုံးတော့ကြိုးစားပါမယ်ရှင့်အမအစွမ်းကုန်အထိကိုပန်ပိုးပေးမှသမီးတွေကို ဒါမျိုးကိုကိုတိုင်းကလည်းတရုတ်ဆောင်ဝါသနာပါတယ်အနုပညာဝါသနာပါတယ်ပြီးတော့အမကလည်းဟိုတဝက်တစ်ပြက်နဲ့ရက်လိုက်ရတာဆိုတော့သမီးလေးတွေကိုအရန်ဖြစ်စေချင်တယ်ဟုတ်ကဲ့ဒါလည်းပါမစိတ်ကတော့ဒါမိမိပါတိုင်းကတော့သားသမီးကိုစိတ်ပူတာပဲလေနော်ဟိုဟိုဘလောက်ပဲအသက်ကြီးလာအသက်၄၅60ဆိုလဲမိဘအသက်ရှင်နေလဲအဲ့သားသမီးကိုခလေးလိုပဲဟိုမှတ်တာ ਉਹ အဲ့တော့အဓိကကတော့အသိပေါ့ mind power အတိထည့်ပေးတာပေါ့သမီးဒါလို့ရင်ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ခုနပြောသလိုဘီယာတောက်ရင်မူးမယ်ရေတောက်ရင်မမူးအဲအဲ့နေရာမှလေးပါဒါကောင်းခြင်းဆိုခြင်းကကိုယ့်ကိုယ်ကိုပဲသဘာဝအတိုင်းပဲသမီးရည်စားထားခြင်းတန်ရင်အရွယ်ရောက်ရင်သမီးရည်စားထားဖို့ထားရမယ်အိမ်တော်ပြုမဲ့အချိန်ကျရင်ဒါပေမဲ့သမီးချွတ်ရွေးချယ်ရမယ်ကောင်းခြင်းဆိုခြင်းဆိုတာနောက်တစ်ခုကိုကတော့အကောင်းဆုံးဖြစ်အောင်ရွေးချယ်ပေးမယ်လေအတိတ်ကအဲ့ဒါရှိသေးတယ် ကောင်းတဲ့ထင်မြင်ယူလိုက်တဲ့လူတွေနဲ့ကိုယ်လက်ထက်ရောက်မှမကောင်းတာတွေအများကြီးပဲမကောင်းထင်ပြီးတော့အခုကို့ပဲကြည့်ဒီဇိုင်းကာလာနေတာလုံးဝအာဟော့ရှော့ပေါ့နော်ဒါဒါရိုးရှင်းလေးပြောတာမသိရင်ဘဲကဘီဂျေကလုံးဝဖြဲမဲ့ခွဲမဲ့တောက်မဲ့စားမဲ့မူးမဲ့ယူးမဲ့သိရမလားအဲဒီဇိုင်းကတက်တူးတွေနဲ့အလန့်လေးဘီကမပြောနဲ့စပိုင်နှလုံးလောက်ဆိုရင်ပလက်ခေါင်းတွေမူးပြီးတော့မှောက်နေပြီကဲဘယ်လိုလုပ်မလဲမိသားစုကိုအရန်ချစ်တယ်မိသားစုတောင်းပန်ရောအခု နောက်ဆုံးသေမဲ့အထီတော်မှမိသားစုတစ်မိနစ်တစ်နိုင်တစ်စက္ကန့်တော်မှကိုယ့်ရဲ့ဟိုမိသားစုကိုဂူးဆိုင်မှုမလင်းခဲ့ဘူးအဲ့လိုပေါ့လူတယောက်အမြင်ပိုင်းကိုဟိုကြည့်ပြီးတော့သုံးသက်ဆုံးဖြတ်ရင်တော့ဟိုမှားဖို့အများကြီးရှိတယ်ခုနလိုလူတွေကလေဟိုတချို့ဆိုအရင်ချမ်းသာတဲ့တထေးကြီးတွေနော်ပြောရရင်တော့ဆရာဒေါက်တာအောင်မိုးပေါ့ အဲ့လိုပေါ့သိရမလားအေးဆေးပဲနေတတ်တာလေလူတွေကအဲအဲ့ဒါကိုကြည့်ပြီးတော့ဟိုတစ်ခါဆရာနဲ့သွားရဲဆိုသိရမလားအဲ့လိုအဲ့လိုပေါ့အအမျိုးကြည့်ပြီးတော့ဟာဒီဘေးကဘာညာဆိုအဲ့မှာဆရာအဲရိုက်ခွဲတော့သိရမလားအဲ့လိုအဲ့လိုပေါ့ဟိုချမ်းသာတဲ့လူတွေကသူ့ကိုပတ်သက်ရှိတယ်ဆိုပြီးတော့နေတဲ့လူကနေတယ်အဲ့လိုပေါ့အာသူတို့သူတို့တွေပဲဆရာဆိုလဲအဲ့လိုပဲဟိုရှက်အင်းပစိုးလေးနဲ့အဲ့လိုအဲ့လိုပေါ့တီရှပ်လေးနဲ့ အဲ့လိုအဲ့လိုပေါ့ဟိုတကယ်ပညာကကမပြည့်တဲ့ဟိုကဘောင်မင်ခတ်တယ်ဆိုတာအဲအဲ့ဒါကြီးကစကပုံနဲ့အလကားမှမဟုတ်လားနော်အဲ့လိုအဲ့လိုလေးတွေပေါ့အာအခုဒါကျွန်တော်ပြီးတော့ဒါ lesson ကအမွေပေါ့နော်သမီးလေးတွေပါအာအနုပညာလောကတွေကဟိုကြာပါပြီသမီးတွေကလည်းဟိုရိုက်တာပြီးတော့ဒါပေမဲ့ဟိုပြက်သွားတယ်ပေါ့နော်လင်ငန်းချောင်းတွေလောက်ပြက်သွားတဲ့အချိန်မှာအခုပြန် return ဖြစ်တဲ့အချိန်မှာဟို welcome ဟိုကိုမိသားစုလို့ကိုသားသမီးလို့ပဲ ိတ်ထားပြီးတော့ဟိုပြောဆိုဆုံးမလို့ရပါတယ်လို့အားလည်းပေးပါလို့เนาะ Sunday မိရကြီးတဲ့အမျိုးတွေရောเนาะတက္ကပါလုံးတနိုင်ငံလုံးမှာကြီးတဲ့ဟိုဒီကျွန်တော်ဟိုအနှစ်နှစ်အလားလားအားပေးတဲ့အမျိုးတွေရောကျွန်တော်ကအပ်ပါတယ်ပြီเนาะ